နေ့ဒီပြော်လေးမှာတော့ဒီနေ့ဂျွန်လ3ရက်နေ့အင်ကာနီတက်တာအတွက်ဖြစ်ပျက်လာတဲ့ကမ္ဘာ့ရွှေစင်းနေသားကိုကျွန်တော်တုံ့တက်ပြသပြသဖြစ်ပါတယ်အခုကတော့ကျွန်တော်တို့အာထိုင်းဆလောင်ချင်းတော့12နာရီ9မိနစ်ဗမာဆလောင်ချင်းဆိုတော့17ခွဲလောက်ရှိနေပြီပေါ့နော်မနက်17ခွဲလောက်ရှိနေပြီဖြစ်ပါတယ်ဟုတ်ပြီအဲပတ်သက်ကမှာမနေ့ကကမ္ဘာ့ရွှေစင်းကအတက်အားကောင်းခဲ့တယ်တအားတော့ချောက်ကောင်းခဲ့အတအားတော်တော်လေးကောင်းခဲ့တယ်ပေါ့နော်အဲ့အတအားကောင်းနေကမ္ဘာ့ရွှေစရာဒီနေ့ဆက်တယ်မလားပြန်ကြမလားကျွန်တော်တို့သုံးသပ်ကြည့်လိုက်အောင် ွင့်လင်းပြောရမယ်ဆိုရင်မနေ့ကကျွန်တော်ကိုယ်တိုင်လည်းအဲ့လိုကြီးစေးအတားကောင်းမယ်လို့မထင်ဘူးပေါ့ကျွန်တော်ဈေးတက်လည်းအလုံးစုံတက်ဥမာ3345လောက်ဒီရမှန်းတာပေါ့နော်3345နဲ့အာကျွန်တော်3390 3390 sorry 3390အပြတာ3390ကြာမှာမနေ့ကဈေးအတက်ကြပြေးလိမ့်မယ် site way ပြေးလိမ့်လိမ့်မယ်လို့ကျွန်တော်သုံးသပ်ခဲ့တာဒါပေမဲ့မနေ့ကဆိုရင်ကမ္ဘာချွေဈေးကကျွန်တော်တို့အတက်အားတော်တော်ကောင်းသွားခဲ့တယ်ခင်ဗျတည့်တာအပိတ်ဈေးကလည်းကျွန်တော်တို့3360အထက်မှာပြေးသွားခဲ့တယ်။အပေါ်ဘက်ကကျွန်တော်ဈေးအတက်အဟန်သားဈေးတန်းလို့ပြောလို့ရတယ်။ကျွန်တော်တို့ အာဘင်ကျွန်တော်တို့အာဧပြီလ6ရက်နေ့နောက်ပိုင်းမှာမပိတ်နိုင်ခဲ့တယ်ပေါ့နော်ဧဆိုရင်ဧပြီလ6လမှာမေလ6ရက်နေ့မေလ9လပိုင်း6ရက်နေ့မေလ6နေ့နောက်ပိုင်းမှာမပိတ်နိုင်ခဲ့တဲ့3360အထက်မှာတရက်တာဈေးပိတ်သွားတာဖြစ်တာဖြစ်တဲ့အခါမှာကျွန်တော်တို့ကဘာရွှေစီရတော့ကျွန်တော်တို့လက်ရှိရိုးရှင်းစဉ်းစားကြည့်မယ်ဆိုရင်တော့ဈေးအတက်အားကောင်းနိုင်တယ်ဤပညာပါရဈေးအတက်အားကောင်းနိုင်တယ်ကျွန်တော်တို့3400အထက်ဒီပိုင်းအထိ ဆက်တက်နိုင်တယ်ပေါ့နော်ဟုတ်ပြီအဲ့အဖက်တက်ကမှဟုတ်ပြီဈေးအသက်အားကောင်းနိုင်တယ်ဈေးအသက်အားကောင်းနိုင်ဆိုတဲ့အနေအထားမှာကျွန်တော်တို့ကပြဿနာဘယ်စီးရောင်ရင်ဝယ်မလဲဘယ်စီးတန်းရောင်ရင်ဝယ်မလဲဆိုတဲ့ဟာကိုကျွန်တော်တုံ့တက်ရတာဖြစ်ပါတယ်ဈေးတက်မယ်ဆိုတာတော့ကျွန်တော်တုံ့တက်မိတယ်ဒါပေမဲ့ဘယ်စီးတန်းမှာဝယ်တင်လဲဟုတ်ပြီအဲ့အဖက်တက်ကမှတော်တော်များများတော့ အရောင်းဝယ်တဲ့သူတွေတော်တော်များများတော့ကမ္ဘာရှိ trade ထားတော်တော်များများဟာဈေးတက်မယ်ဆိုတာနဲ့လက်ရှိဈေးကနေကောက်ဝယ်တက်ကြတယ်ပေါ့မှန်ပါတယ်တချို့သောအချိန်ဒီမှာလက်ရှိဈေးဒီမှာကောက်ဝယ်တာဈေးကတောက်လျှောက်တောက်လျှောက်တက်သွားတယ်ဗျနည်းနည်းတော့ပြန်မကြဘဲတောက်လျှောက်တောက်လျှောက်တက်သွားတာမျိုးဆိုဥပမာကျွန်တော်တို့ April လပြီးခဲ့တဲ့လေးလပိုင်း April လပထမပတ်တုန်းကတော့တောက်လျှောက်တောက်လျှောက်တက်တာမျိုးဆိုရင်ကျွန်တော်တို့ကအဲ့လိုမျိုးရောက်တဲ့ဈေးကကောက်ဝယ်တာကျွန်တော်တို့အကျိုးမြတ်ရတယ်ဒါပေမဲ့ကျွန်တော်တို့ကတကယ် training အစစ်ပိုင်းမှာကြာအဲ့လိုမျိုးကျွန်တော်တို့တက်နိုင်တယ်ဟုတ်ပြီတက်နိုင်တဲ့ခါမှာကျွန်တော်တို့ကဘယ်စေးတီဈေးကပြန်ကန်ကြနိုင်လဲ ပြန်ကန်ကြနိုင်တဲ့ကျွန်တော်ကအောက်ဆုံးဈေးနှုန်းဝင်ကျင်မှာဝယ်တာကဒါဒါဟာကျွန်တော်တို့ trading အစစ်မှန်ဖြစ်ပါတယ်။တတိယပဲကျွန်တော်ပြင်ပကအာရောင်းဝယ်နေရှင်းမယ်ဆိုတော့ဒါကျွန်တော်ဥမာကုန်ပစ္စည်းတွေဘာတွေဝယ်တယ်။ဥမာအဝတ်ထည်တွေဘာတွေဝယ်တယ်။ကျွန်တော် discount ဈေးနဲ့ရရင်ပုံမကောင်းဘူးလား။ discount ချတဲ့အခါမှာကျွန်တော် discount ဈေးနဲ့ကျွန်တော်ဝယ်ဝယ်လိုက်ရမယ်ဆိုပုံမှန်ဈေးတက်ဈေးတက်တာတယ်။ အဲ့ဒါက discount price မှာဝယ်ကြတယ်ဒီမှာလည်းဒီတိုင်းပဲကျွန်တော်တို့ကလက်ရှိဈေးပြဥပမာလက်ရှိဈေးကျွန်တော်တို့ဈေးတက်နိုင်တယ်3.63လက်ရှိဈေးရောက်3.63 sorry 3.63နဲ့3.63ဈေးနှုန်းကိုရောက်နေဟာ3.4အထက်ဒီဈေးတက်နိုင်တယ်ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်က3.63ကဝယ်မလားဒီထက်ပိုဈေးကျနိုင်ချေရှိသေးလားအဲ့အိုကျွန်တော်ကသုံးတက်မှာဖြစ်ပါတယ်အဲ့အဘက်ကကျွန်တော်ကတော့ဈေးပြန်အကြအောက်ဈေးမှာကျွန်တော်ဝယ်ဖို့အားပေးခြင်း ਨੇ ဈေးပြန်မကြရင်တော့ဒီမှာမိကုန်းတစ်ခုရှိလာတယ်ဈေးပြန်မကြရင်ကျွန်တော်ရှင်းပါမဝယ်ဘူးပေါ့ရှင်းနေရမယ်ကျွန်တော်ဈေးပြန်ကြရင်ကျွန်တော်အောက်ဈေးလို့တတ်မှတ်ထားတဲ့ဈေးကနေမှကျွန်တော်လိုက်ဝယ်မယ်မကြရင်မဝယ်ဘူးရှင်းနေအဲ့ဒါပြတဲ့ပြတာပြတဲ့ခါမှာကျွန်တော်တို့ကဒီနေ့ကပ္ပရွှေဈေးဘယ်ထိဈေးပြန်ကန်ကြနိုင်လဲကျွန်တော်တို့အချင်းတနာရဲ့အတိုက်အတာနဲ့သွားတုံးသက်ကြည့်လိုက်အောင်ကျွန်တော်အမြပြောမယ်ဆိုရင်ကပ္ပရွှေဈေးကဒီဈေးတန်းဝင်းကျင်ထိဈေးကကျွန်တော်တို့အကျလာနိုင်မယ်လို့ကျွန်တော် ဟော3355ပေါ့ပထမဆုံးဈေးပြန်ကြနိုင်ရဲ့ဈေးနှုန်းဆုံးကတော့3355ဈေးနှုန်းဆုံးဈေးနှုန်းဝင်ကြီးဖြစ်ပါတယ်။ဟုတ်ပြီဈေးနှုန်းဆုံးနေနဲ့ပြောပါလို့ပြောမယ်ဆိုရင်တော့3355နဲ့ကျွန်တော်တို့3350ကြပါဗျာ3350ကြဈေးနှုန်းဆုံးဖြစ်ပါတယ်။အဲဈေးနှုန်းကြောက်ဈေးဈေးနှုန်းဆုံးကြောက်ဈေးပြန်ကြခဲ့မယ်ဆိုရင်ကျွန်တော်ဝယ်ဖို့အားပေးခြင်းပါဝယ်ဖို့အားပေးခြင်းပါလေအမြတ်ပိုင်းဈေးတန်းကားတော့ကျွန်တော်တို့မနေ့တုန်းကအမြင့်ဆုံးတက်ခဲ့တဲ့3390ဒီအနေဆုံးယူလို့ရတယ်ကိုကဒီထက်ပိုစောင့်နိုင်တယ် risk ပိုယူနိုင်တယ်ဆိုရင်တော့ကိုက 3400 20လို့အထိကျွန်တော်အမြတ်ပိုင်းဈေးတန်းယူလို့ရတယ်ဟုတ်ပြီအရှုံးပိုင်းဈေးတန်းကတော့ကျွန်တော်3400 3340 sorry 3340အောက်လောက်မှာပြပါဒါ3350နဲ့3350ကြာကြာရင်ကျွန်တော်ဒါပထမဆုံးဝယ်ရမယ်ဈေးတန်းဆိုဟုတ်ပြီဒီအောက်ကိုဆက်ဖောက်ကြသွားရင်ရောဒီအောက်ကိုဆက်ပေါက်ကြသွားရင်တော့ကျွန်တော်နောက်ထပ်ဝယ်ရမယ်ဈေးတန်းဆိုတာဒီဝင်းကျင်မှာရှိပါတယ်ကျွန်တော်တို့3350ဈေးတန်းဆို 3325နဲ့ကျွန်တော်တို့3330ကြာပေါ့နော်အဲ့ဈေးနဲ့ဆိုတော့ကျွန်တော်တို့ဒီနေ့အတွက်နောက်ဆုံးဝယ်ရမယ့်ဈေးနဲ့ဆုံးဖြစ်ပါတယ်3325နဲ့3330ကြာဈေးကြာပြီဆိုရဲရဲဝယ်ပါကျွန်တော်ကဘာရှိရဲရဲဝယ်ပါအာအရှုံးပိုင်းစီရင်335စီရင်အောက်လောက်မှာပေးပါအမြတ်ပိုင်းစီရင်ကကျွန်တော်ခုနပြောခဲ့တယ်မနေ့တော့အမြင့်ဆုံးတက်ခဲ့တဲ့3390ဒီယူရိုရတယ်ဒီထက်ပိုစောင့်နိုင်ရင်ကိုက3330လို့3320လို့ဒီအမြတ်ပိုင်းစီရင်ယူလို့ရတယ် အဲ့အပ်တက်ကောင်ဒီနေ့မှကျွန်တော်ကမနေ့ကတည့်တာပိစီရ3360ထက်မှပိတ်သွားတာဖြစ်တဲ့ခါမှာအသက်အားတာနိုင်တဲ့အနေထားမှာကျွန်တော်ကတော့အဝယ်ကိုပို့ဦးစားပေးခြင်းပါလေအဝယ်ပဲစဉ်းစားထားပါလေဟုတ်ပြီစန့်ကျင်ဘက်နေပါတော့ကဘာချွေစီကဘာမစိုးဖြစ်နိုင်နဲ့မနေ့ကကျွန်တော်ဈေးငိမ့်တန်မှန်းထားတဲ့ဈေးအသက်သွားဒီနေ့မှအောင်ဈေးကြတာမျိုးမဖြစ်နိုင်ဘူးလားဖြစ်နိုင်တာပေါ့ဟုတ်ပြီအဲ့လိုဈေးကြတာမျိုးဖြစ်ဖို့အတွက်ကျွန်တော်ကနီးပညာပိုင်းရအတိပုချက်ရဖို့အတွက်ဆိုရင်ဒီ3325ဆိုတဲ့ဈေးနဲ့အောက်မှာကဘာရွှေဈေးဒီနေ့တနေ့တာအတွင်းပေါ့နော်အချင်း တနားရီအတိုင်းတာပိတ်စင်းကျွန်တော်တို့ market ခေါ်ရ H1 Beaconess တဲ့ဖောက်ကြပြီးဈေးပိတ်သွားရင်တော့ကမ္ဘာရွှေစီအကြပဲပြန်ရောက်သွားနိုင်ပါအဲ့တုံးတုံး25စီနဲ့အောက်မှာဒီနေ့တနေ့တာအတွင်းအချိန်တနားရီအတိုင်းတာအပိတ်စင်းနဲ့မပိတ်မချင်းကဘာရွှေစီကိုဈေးကြလိုင်းလိုက်ဝယ်လို့ရတယ်ဈေးကြလိုင်းကိုအောက်ဈေးလို့တတ်မှတ်ထားတဲ့ဈေးတန်းတွေမှာလိုက်ပြီးဝယ်လို့ရတယ်တုံးတုံး25စီနဲ့အောက်မှာတရက်တော့ sorry တရက်တော့ဖြစ်သွားအချိန်တနားရီအတိုင်းတာအပိတ်စင်းနဲ့ဈေးပိတ်မှကဘာရွှေစီ ဈေးအကျဘက်ကိုပြန်သွားနိုင်မှာဖြစ်ပါတယ်။ဟုတ်ပြီ။ဒါလေးကကျွန်တော်တို့ကအောက်ဈေးတန်းနေပေါ့နော်။တကယ်လို့ဈေးကမတက်ဖက်နဲ့ပြတောက်လျှောက်ဈေးကမဆိုမကြဘဲနဲ့တောက်လျှောက်ဈေးတက်သွားတယ်ဆိုရင်ရောတောက်လျှောက်ဈေးတက်သွားတယ်ဆိုရင်လက်ရှိအချိန်ဒီပေါ့ကျွန်တော်တို့ကဒီပေါ်မှာ3390ဈေးတန်းလေးရှိတယ်။3390ဈေးတန်းအထက်မှာဒါဒီနေ့တနေ့တာအတွင်းကဘာရွှေဈေးတာပေါ့နော်။အချင်းတနားကြီးအတိုင်းတာအပိစီနဲ့ဖောက်တက်ပြီးတော့ဈေးပိတ်သွားခဲ့တယ်ဆိုရင်တော့ကဘာရွှေကိုရေတိုလေးလိုက်ဝယ်လို့ရတယ်ဗျ။ 3430လို့3420လို့ target ထားပြီးတော့ရေတိုလေးလိုက်ဝယ်ပါအရှုံးပိုင်းစီတန်းကတော့ကျွန်တော်တို့3385အောက်လောက်မှာပြီးပါခင်ဗျဒါမှကျွန်တော်အဲ့လိုဖောက်တက်မှဝယ်ကျွန်တော်လည်းဈေးတော့မြင့်တယ်ဗျ။ဒါမှကိုကတကယ်လို့ပြကျွန်တော်မှန်းထားတဲ့ဈေးတွေကိုဈေးပြတ်မကြပါအဲ့390အထက်ဖောက်တက်သွားတယ်ဆိုရင်အဲ့အချိန်တနိုင်အလိုက်တာပစ္စည်းနဲ့ဖောက်တက်ပြီးဈေးပိတ်သွားရင်ဆိုရင်အဲ့လိုက်ဝယ်လို့ရတယ်ပေါ့နော်။3430 3420လောက်ဒီကျွန်တော်တို့ target ထားလို့ရတယ်။ဒီနေ့အတွက်ပေါ့နော်ကျွန်တော်အမြင့်ဆုံးဈေးတက်နိုင်ခြင်းကိုတော့ကျွန်တော်3430 3440လောက်ဒီပဲမှန်းထားတယ် ဒါမှတခုတော့ကြည့်ရပါဘောနော်ကြားထဲမှာကျွန်တော်တို့ကသတင်းထူးတခုထွက်ခဲ့တယ်ဆိုရင်တော့အထက်ပိုတက်သွားနိုင်တယ်ဒါပေမဲ့လက်ရှိနီးပညာပိုင်းအနေထားရအလုံးစုံတက်ပြ3430 3440လောက်ထိပဲကျွန်တော်မှန်းထားပါတယ်ဟုတ်ပြီအယောင်းအတွက်ပေါ့နော်ကျွန်တော်တို့ဒါအဝယ်တွေတော့ပြောပြပြသွားကျွန်တော်ဒီနေ့အဝယ်အားတန်အဝယ်ကြိုက်တယ်ဒါပေမဲ့အယောင်းအတွက်ဆိုရင်တော့ကျွန်တော်ဘယ်ဈေးထဲမှာစဉ်းစားမလဲမစအဲ့3325ဈေးထဲအောက်မှာအချင်းတနာရဲ့အတိုင်းတာပစ္စည်းနဲ့ဖောက်ကြပြီးဈေးပိတ်သွားတယ်ဆိုရင်တော့ကျွန်တော်အယောင်းစဉ်းစားပြီးပြ ရောင်းစင်းစားမယ်အာကျွန်တော်တို့အမြတ်ပိုင်းစည်းတမ်းကိုကျွန်တော်အောက်က3နှစ်60လောက်တည်လူရတယ်အရှုံးပိုင်းစည်းတမ်းကတော့ကျွန်တော်3340 3335အထက်လောက်ပေးပါတော့3335အောက်မှာအချင်းတိုင်းအလက်နာပိတ်စင်းနဲ့ဖောက်ကြပြီးဈေးပိတ်သွားရင်တော့လိုက်ရောင်းပါဒါမှမဟုတ်အပေါ်ဈေးတက်သွားပြီ3430နဲ့အာကျွန်တော်တို့3040ကျရောက်သွားတယ်ဆိုရင်အဲဈေးရတော့ကျွန်တော်တို့ဒီမှာတော့အချိန်တနားရတဲ့နာပေးစင်းနေတော့ကြည့်လို့မရဘူးဟိုးအပေါ်3430နဲ့3440ကြာဈေးတန်းစုံကိုရောက်သွားပြီဆိုရင်အဲ့ဈေးတန်းစုံကြာမှာ ဈေးပြန်ကြဖို့နီးပညာပိုင်းရအတိပြုချက်ပေါ့နော်။တနည်းအားဖြင့်ကန်တဲ့ဈေးအကြုံလေးခက်ကြီးကြီးဒရုံးတော့မြင်နေဆိုရင်အဲ့3430နဲ့3440ကြာမှာရေတူပြန်ရောင်းလို့ရတယ်။ကျွန်တော်တို့အမြတ်ပိုင်းဈေးတန်းကိုကျွန်တော်တို့3380 3390လောက်ထိယူလို့ရတယ်။အရှုံးပိုင်းဈေးတန်းကတော့ပြကျွန်တော်တို့3440အထက်လောက်မှာပေးပေါ့နော်။အဲ့အပတ်သက်ခါမှာကျွန်တော်ကဒီနေ့အတွက်တော့ကျွန်တော်အဝယ်အားတက်ပါတယ်။ရောင်းမဲ့အနေထားကျွန်တော်နှစ်မျိုးပဲရှိတယ်။ ၃၃ဦးနှင့်၅အောင်မှာအချင်းတနားရဲ့အတိုင်းနာပိတ်စင်းနဲ့ဖောက်ကြပြီးဈေးပိတ်သွားရင်ကျွန်တော်ရောင်းမယ်။ဒါမှမဟုတ်ရင်အပေါ်၃လေး၃၀နဲ့၃လေး၄၀ကြာမှာနီးပညာပိုင်းရာရောင်းဖို့အတိတူးချက်ရရင်ကန်တဲ့ကကျွန်တော်ကြည့်နေတဲ့ကန်တဲ့အတုံးကရောင်းဖို့ဈေးအကြတုံးခက်ချင်းချင်းနဲ့ပြီးသွားရဲဆိုရင်ကျွန်တော်ရောင်းပါမယ်။အဲ့အချင်းတွေနှမျိုးကလွှဲရင်ကျွန်တော်ကျန်တဲ့အနေထားတွေမှာကျွန်တော်ဈေးတန်းစုံတွေမှာကျွန်တော်ဝယ်ဖို့ပဲစဉ်းစားပါမယ်။အဲ့အဖက်ကမှဒီနေ့တည့်ရက်တာပိတ်စင်းဘယ်ပေါ်ပိတ်ခတ်ရင်ဈေးဆက်တက်မလဲ။ ရှင်းပါတယ်မနေ့ကကျွန်တော်အမြင်ဆုံးတက်ခဲ့လေပေါ့နော်ဒီ3390အထက်မှာဒါတရက်တာဈေးပိတ်ခိုင်းတော့ကျွန်တော်တို့3900နာထီတော့မြင်ရနိုင်တယ်ဗျ3900ရစီနာထီမြင်ရနိုင်တယ်ဒီထက်တောင်တက်ချင်တက်သွားနိုင်တယ်ပေါ့နော်အဲ့ဒါပထက3390ထက်မှာတရက်တာဈေးပိတ်ရင်ဈေးဆက်တက်မယ်မော်ဘက်နဲ့စန့်ကျင်ဘက်အနေနဲ့ပေါ့နော်ကျွန်တော်တို့မနေ့ကအဖွင့်ဈေးဖြစ်တယ်ပေါ့နော်ကျွန်တော်3305ဈေးတန်းအောက်မှာဒါဈေးပြန်ပိတ်နိုင်ခဲ့မယ်ဆိုရင်တော့ မနေ့ရဈေးအတက်ကကျွန်တော်ဈေးဆွက်တင်အတက်ကြီးဖြစ်ပြီးတော့ကမ္ဘာရွှေဈေးအကြပတ်ပြန်ဦးတည်သွားနိုင်ပါတယ်ကျွန်တော်ပြီးခဲ့တဲ့တပတ်ကအနေဆုံးကြခဲ့တယ်ဗျာကျွန်တော်360လို့3.45ဈေးနဲ့နေသည်ဈေးအကြပြန်မြင်ရနိုင်ပါတယ်အဲ့အဖက်ကဒီနေ့တည့်ရတာပဲစီဘယ်မှာပိတ်မလဲ3390ထက်ပိတ်မလား3305အောက်ပိတ်မလားစောင့်ကြည့်ရမှာဖြစ်ပါတယ်အဲကျွန်တော်မြင်ရတော့3390ထက်လဲပိတ်ဖို့မလွယ်သလို3305အောက်လဲပိတ်ဖို့မလွယ်သေးဘူးလို့မြင်နေမှာသတင်းနာသတင်းထူးတစ်ခုခုဒါမထွက်ခဲ့ရင်ပေါ့နော်ဒီကြားထဲပဲပိတ်သွားမယ်မြင်ပါတယ် အဲလက်ရှိကပားချွေရဲ့ဈေးအတက်အားမနှက်ဖြန်မှတတိတတကြီးအတက်အားကောင်းမလားပေါ့ဒီနေ့မှတော့အတက်အားမကောင်းနိုင်ဘူးလားကောင်းတော့ကောင်းနိုင်တယ်ဒါပေမဲ့အရန်ကြီးအကောင်းမှန်နေတာမျိုးတော့မထင်သေးဘူးခင်ဗျမနှက်ဖြန်မှပဲကျွန်တော်ကျွန်တော်လက်ရှိအမြင်ရပါဘူးเนาะဈေးအတက်အားတတိတတကောင်းမလားလို့ကျွန်တော်မြင်မိတယ်ဒါပေမဲ့ကျွန်တော်တို့ဘာဖြစ်ပါစေကပားချွေဈေးရဲ့ဈေးအတက်အားတာနေနေတာရှိရပတ်တက်ကမှာကျွန်တော်တို့ကဒီနေ့မှအဝယ်ဦးစားပေးတင်ပါတယ်ဟုတ်ပြီဒါကနီးပညာပိုင်းအတော့လက်ချက်ပေါ့เนาะတတိမောင်ကျွန်တော်တို့သွားကြည့်အောင် မင်းညတော့ကအမေရိကန်ပုံမှန်ဥက္ကဋ္ဌပို့ဝဲစကားပြောရင်သူဘာမှထွေထူးပြောမသွားဘူးဗျာဘန်တုံးတော့ရှော့နိုင်ခြင်းအနေနဲ့မရှော့နိုင်ခြင်းအနေနဲ့ဘာမှပြောမသွားဘူးပြီးတော့သူ economy စီးပွားရေးနဲ့ပတ်သက်တဲ့အမြင်တွေပါထွေထူးထူးသိမ့်မပြောသွားဘူးအဲ့ရပတ်သက်ကမှမင်းညတော့ကအမေရိကန်ပုံမှန်ဥက္ကဋ္ဌမေကွန်ပြီးမှဈေးရသိအလောက်ခန့်မရှိဘူးပြင်နာပို့ဝဲကအမေရိကန်ပုံမှန်ဥက္ကဋ္ဌပို့ဝဲကတခုခုကိုသူကရှို့ထားတဲ့ပုံတော့ရတယ်ဗောနော်ဒါမှမဟုတ်လဲဈေးကွက်ထဲမှာကြေကြေမြန်မြန်တရင်ထွက်နေဒီတစ်ခေါက်ဂျွန်လာ ဘန်တိုးနှုတ်ဆုံးပဲချက်မှသူဘန်တိုးမလျှော့ရင်တော့သူຢာလူကနှုတ်ထွက်တင်ပြီးဘာညာဆိုပြီးအဲ့လိုတဲ့င်းနေတော့ထွက်နေရပါဘောနော်အာမန်လည်းမန်ပါလေ inflation ကလည်းအဲ့လိုကြီးငွေကြေးဖောက်ဖောက်တုန်းကလည်းအဲ့လိုကြီးမမြင်ဘူးတစ်ဖက်ကလည်းဗျအမေရိကန်စီးပွားရေးကလည်းပြုလို့ပြောဆိုရင်အလုံးလက်မဲ့တွေဘာတွေကလည်းအဲနည်း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 တော့များနေဆိုမှအရင်စိုးရတဲ့အနေအထားမျိုးမဟုတ်ဘူးဒါပေမဲ့အမေရိကန်စီးပွားရေးလက်ရှိမှာကုန်သွယ်ကုန်နှုန်းထားကိစ္စကြီးကနည်းနည်းထိနေတဲ့အနေအထားမျိုးရှိတယ် ထရန့်ကလည်းဘာလို့ဘန်တိုးရှော့စေချင်တယ်မေးမယ်ဆိုအဲ့ကုံတန်ကုံနှုံးထားတဲ့ကိစ္စကြောင့်ထိနေတဲ့အမေရိကန်စစ်ပွားရေးကို recover ဖြစ်အောင်လို့သူကဘန်တိုးရှော့စေချင်တာဖြစ်ပါတယ်တက်နာပိုးဝဲကမလျှော်ပဲတင်းခတ်နေပါဘူးပိုးဝဲဆိုတာအမေရိကန်ပိုးပန်ပေါ့ဗျအမေရိကန်ပိုးပန်ကမလျှော်ပဲတင်းခတ်နေတယ်ဒီတစ်ခေါက်မှာဒီတစ်ခေါက်ဗန်တိုးမှာဒါအာဂျွန်လာ16 16ဗန်တိုးမှာဒါဗန်တိုးအဲဒီအမေရိကန်ဗန်တိုးတော့အမေရိကန်ပိုးပန်မလျှော့ခဲ့ရင်တော့အမေရိကန်ပိုးပန်နဲ့အမေရိကန်အစိုးရပေါ့လက်ရှိထရန့်ဦးဆောင်တဲ့အမေရိကန်ဆိုတာကြာပြဿနာကြီးကြီးတက်နိုင်တယ်အခက်မသိရင်အမေရိကန်ပိုးပန်တစ်ခုလုံးပေါ့နော် ကျွန်တော်တို့ပြင်းထန်တဲ့ဖိအားကြီးနဲ့ရေဆန်ရနိုင်တယ်အဲ့ဒါပတ်သက်ခါမှာဘန်တူတို့ရှော့မရှော့ကျွန်တော်တို့အဲ့ဟာကကမ္ဘာရွှေဈေးပေါ်ကောင်းကောင်းတက်ရောက်မှုရှိနိုင်တဲ့အမေရိကန်နိုင်ငံရဲ့ကျွန်တော်ကစီးပွားရေးသတင်းဖြစ်ပါတယ်သူတို့အဲ့ဟာနဲ့ပတ်သက်ပြီးတော့အရေးမွဲ့တော့ပြောကြမှရှိတယ်ဈေးကွက်ထဲမှာတော်တော်များများကဘန်တူရှော့မယ်လို့ယူဆနေကြဒါပေမဲ့အမေရိကန်ဘောပန်ရဲ့သဘောတဘာဝတစ်ခါလေကျွန်တော်ဥမှန်းထားတဲ့စန့်ကျင်ပတ်တွေလုံးတက်တယ်ပေါ့နော်ဘန်တူလုံးမရှော့ပဲထားတယ်ဆိုရင်အဲ့ဟာပြဿနာကြီးဖြစ်နိုင်ပါတယ်အဲ့ဟာပတ်သက်ကမှာအဲ့ဘန်တူလုံးနဲ့ပတ်သက်တဲ့သတင်းတွေကိုကျွန်တော်သတိထားမယ်ဒါပြင်ကျွန်တော်တောက်ကြနေမှာထားမယ်အမေရိကန်အလောက်ကင်ဒေတာတွေ ပြီးရင်ကျွန်တော်တို့နောက်တစ်ပတ်မှပြောမယ်အမေရိကန်ရဲ့ငွေကြေးဖောက်ပေါက်မှုသတင်းတွေကအဲ့ရကဘန်တိုးအပေါ်အဲ့ရတွေကိုအခြေခံပြီးတော့အမေရိကန်ဘန်တိုးက short မလားမူလတိုင်းထားမလားတုံးမလားဆုံးဖြတ်ကြတာဖြစ်ပါတယ်အဲ့ဘက်တစ်ခါမှကျွန်တော်တို့ဒီတစ်ပတ်ထွက်မဲ့အမေရိကန်အလောက်ကန်ဒေတာတွေကလည်းအရေးကြီးပါတယ်ဒီနေ့မှဆိုရင်လည်းကျွန်တော်အလောက်ကန်ဒေတာတခုထွက်ပေါ်ရှိတယ်အမေရိကန်နိုင်ငံရဲ့ပေါ့နော်ကျွန်တော် April လအလောက်ကန်အဖွင့်နှုန်းထားဒေတာအာပြီးခဲ့တဲ့ ကျွန်တော်တို့ match လာတော့7.129 million ထွက်ခဲ့တယ်ပေါ့ဒီတစ်ခေါက် April လမှာတော့7.100 million ထွက်မယ်လို့မှန်းထားတယ်ပြီးခဲ့တဲ့ match လာတဲ့နေသွားမယ်လို့မှန်းထားတယ်ပေါ့နော်အဲ့ဒါဖြစ်တဲ့ခါမှာကျွန်တော်တို့အာဒီညအလောက်ကန်ဒေတာထွက်ပြီးမှဘယ်လိုဖြစ်လာမလဲပေါ့အလောက်ကန်ဒေတာကတော့ကျွန်တော်ယော့သွားမယ်မှန်းထားတယ်အဲ့ဒါဖြစ်တဲ့ခါမှာတစ်ဖက်ကကျွန်တော်ဒေါ်လာအင်တက်ကိုကြည့်မယ်ဆိုရင်လေဒေါ်လာအင်တက်က69ရောက်သွားပြီ68အဲ 68အဝန်းကျင်မှာပြင်းနေမှာ68အောက်သာဆက်ဖောက်ချရင်တော့တို့လားအင်းသက်ကလည်းတောက်လျှောက်အကြာကောင်းသွားနိုင်တယ်ပေါ့နော်တောက်လျှောက်အကြာကောင်းသွားအဲ့ဘက်ကတို့လားအင်းသက်ကိုလည်းကြောက်ဒီရင်တစ်ချက်စောင့်ကြည့်ရမှာ68အောက်ဖောက်ချနိုင်မလား69အောက်ဖောက်ချတော့ဟုတ်ပြီ68ကလက်ရှိမှာတို့လားအင်းသက်တို့ကျွန်တော်တို့ကဈေးအကြအဟန်သားအနေနဲ့ရှိနေပေါ့အဲ့68အောက်သာဖောက်ချရင်တော့တို့လားအင်းသက်ကြီးဆက်စင်သွားတာမကြောနိုင်နဲ့တရင်ပိုင်းရကဘာရွှေစီဆက်တက်ဖို့အတွက်တရင်ပိုင်းရအထောက်ပံ့ဖြစ်သွားစေနိုင်တယ်ခင်ဗျဒါပြင်ကျွန်တော်တို့လက်ရှိမှာ breaking news တွေနဲ့ရေပန်းစားနေတဲ့ အဲရုရှားနဲ့ယူကရိန်းပြဿနာပေါ့နော်ယူကရိန်းကရုရှားလေးတဲ့စကန်တွေကိုပုံကျဲအာပုံကျဲတိုက်ခိုက်တဲ့ပြဿနာအဲပြဿနာကြောင့်ရုရှားဘက်ကနျူကလ িয়ার လက်နက်တွေကိုထုတ်ပြနေတယ်ပေါ့နော်အဲ့ဒါပြတဲ့ခါမှာရုရှားတအဓိကတော့ရုရှားရဲ့ reach ရမှုပေါ်မူတည်နေတဲ့လက်ရှိမှာရုရှားကအဲ့သူတိုက်ခိုက်ခံရမှုပေါ်ပြင်းပြင်းထန်ထန်ပြန်တုံ့ပြန်မလားမပြတ်တဲ့တော့ပြန်လဲဆိုရင်နီးနဲ့နေရှိရမှာဥမာယူကရိန်းမျိုးကြီးတွေကိုပြန်ဘုံကျဲတာမျိုးဒုံးကြီးနဲ့တိုက်တာမျိုး အဲ့အားတွေကတော့ပုံမှန်လုံရုပ်လုံစင်နေပေါ့ဒါမှမဟုတ်ဒီသက်ထွေထူးပြီးတော့ဗျနျူကလ িয়ার လက်နက်တွေနဲ့တိုက်ခဲ့မယ်ဆိုရင်တော့ပြဿနာကြီးဖြစ်သွားနိုင်တယ်နျူကလ িয়ার လက်နက်တွေဗျယူကရိန်းမျိုးတွေပြင်တိုက်တာပဲဖြစ်ဖြစ်အဲ့လိုတိုက်ခဲ့မယ်ဆိုရင်ပြဿနာကြီးဖြစ်သွားနိုင်တယ်ဘာလို့ဆိုတော့ရုရှားအနေနဲ့နျူကလ িয়ার သဘောတူညီချက်စာချုပ်မှာသူကလက်မှတ်ရေးထိုးတာပြတဲ့အခါမှာသူနျူကလ িয়ার လက်နက်တွေတုံးလာပြီဆိုတာနဲ့အမေရိကန်ပါဝင်တခြားဥရောပနိုင်ငံတွေတခြားအင်အားကြီးနိုင်ငံတွေရာလဲသူ့ကိုပြန်တုံ့ပြန်တော့အနေထားမျိုးရှိလာနိုင်တယ် ဒါပြင် तू ကယူကရိန်းကိုတိုက်တာလည်းမဟုတ်ဘဲတခြားဥရောပနိုင်ငံတွေဥမာပိုလန်တို့ဘာလို့သွားတိုက်ရင်အာဂျာမနီတို့ဘာလို့ပါဂျာမနီထိတော့မတိုက်တော့ဘူးဒီမှာပိုလန်တို့ဘာလို့သူတို့ကသူနေဆက်မှာရှိရပိုလန်တို့ဘာလို့မှာသူပြစ်မှတ်ထားတိုက်ခဲ့မယ်ဆိုရင်စစ်ပွဲရဲ့နံနမိတ်ကကျေပြန့်သွားနိုင်တယ်အဲ့ဒီနေသားမှာကျွန်တော်တို့အာ ကပ္ပနိုင်ငံကအရေးခင်းအကြီးကြီးတစ်ခုဖြစ်သွားနိုင်တယ်ပေါ့နော်အခမ်းအနံတက်ရကပ္ပစစ်တီမှာဥတည်သွားနိုင်တယ်အဲ့ဒါပတ်သက်ခါမှာကျွန်တော်ကတော့အဲ့ဒီတရင်ကြောင့်ကပ္ပချွေစီတက်နိုင်လားမတက်နိုင်လားဆိုတာထက်အဲ့ဒီတရင်အဲ့ဒီအရေးခင်းရာမကျေပြန့်လာဖို့ပဲကျွန်တော်မျှော်လင့်ပါတယ်။ဘာလို့ဆိုကျေပြန့်လာပြီဆိုတော့တက်ရကပ္ပစစ်တီဖြစ်မှာဆိုတော့ကပ္ပစစ်ဖြစ်ပြီဆိုရင်တော့တက္ကပါလုံးအတိုင်းတာနဲ့ထိခိုက်ခံစားမှာပဲအဲ့ဘက်ကမှကျွန်တော်အဲ့တရင်ကြောင့်ကပ္ပချွေစီတက်နိုင်လားမတက်နိုင်လားဆိုတာထက်အခုတက်နေရလဲအဲ့ဒီအရေးခင်းကြောင့်လဲပါတော့ပါပါတယ်ဒါပေမဲ့ကျွန်တော်တို့ကအဲ့ဒီအရေးခင်းကြီး မကြီးမားလာဖို့ပဲကျွန်တော်မျှော်လင့်ပါတယ်ကြီးမားလာရဆိုရင်တော့ကျွန်တော်တို့ကဘာရွှေစီတက်လာမတက်လာဆိုတာတကဘာလုံးအတိုင်းတာနဲ့ကျွန်တော်တို့ကစစ်ပွဲကြီးတစ်ခုဖြစ်သွားနိုင်တဲ့အနေအထားမျိုးဖြစ်နိုင်တယ်ပေါ့နော်အဲ့လိုမျိုးနျူကလ িয়ার လက်နက်တွေပိုင်းနဲ့တိုက်ခိုက်တယ်ဆိုရင်ပေါ့နော်အဲ့ဒါပတ်သက်ခါမှာကျွန်တော်တို့ကအဲ့အဲရုရှားယူကရိန်းပြဿနာကအာနျူကလ িয়ার လက်နက်နဲ့တိုက်ခိုက်တဲ့အဆင့်ထိမကြီးမားလာဖို့ကျွန်တော်လည်းမျှော်လင့်ပါတယ်အဲ့ရပေါ့နော်တကယ်လို့အဲ့လိုဖြစ်လာခဲ့ရင်တော့ဗျာကဘာရွှေစီရောစဉ်းစားရတော့မလို့စဉ်းစားရမလို့အဖြစ်ဖြစ်ချင်းမှဟိုမိုးပေါ်တီထောင်တက်သွားမှာပဲပေါ့နော်အဲ့ဒါပတ်သက်ခါမှာ အာအဲအရာမအရာကိုကျွန်တော်မဖြစ်လာဘူးတော့မျောလင့်ပါတယ်အာသတင်းပိုင်းရဆိုရင်တော့အဲရုရှားယူကရိန်းသတင်းနေပြီးရင်အမေရိကန်ဘန်ဒိုးသတင်းမဒီလာမှဆိုဘယ်ဘန်ဒိုးသတင်းနေပြီးရောထရန့်ရဲ့ကုံတွဲကုံထရန့်ကတော့ဒီနေ့သတင်းတက်လာတော့တရုတ်နဲ့တရုတ်ပေါ်တတ်မှတ်ထားတဲ့ကွန်ပစ္စည်းတွေပေါ်အခွန်ကောက်ခံမှုကိုရှစ်လပိုင်း30ရက်နေ့ထိရက်စားနိုင်တယ်ဆိုတဲ့သတင်းထွက်လာတယ်ပုံမှန်အားဖြင့်ဆိုတော့ဒီသတင်းကသတင်းကောင်းလို့ပြောလို့ရတယ်ဒါပေမဲ့ကျွန်တော်ဘန်ဒိုးသတင်းနေတစ်ဖက်ကအဲရုရှားနဲ့ယူကရိန်းသတင်းနေကလွှမ်းမိုးနေတာပြတာပြတဲ့ကာမှာအဲ့သတင်းကတိတ်ပြီးတော့ မတိုးနိုင်ဘူးဖြစ်သွားတယ်ပေါ့နော်မတိုးနိုင်ဘူးဖြစ်သွားတယ်ဒါပေမဲ့အခုမနက်ခင်းအာရှစေးကွက်ချိန်မှာတော့အဲ့တဲ့ရင်းလေးက effect လေးရှိပြီးတော့ကျွန်တော်နည်းနည်းလေးပြန်ကြနေအောင်တွေ့ရတယ်ဒါပေမဲ့ကျွန်တော်အမြင်အပြောမယ်ဆိုနိလက်ကင်းဥရောပစေးကွက်နဲ့ညပတ်အမေရိကန်စေးကွက်ချိန်တွေမှာပြန်ပြန်တက်မလာပေါ့နော်ဘာလို့လဲမိမဲ့ဆိုရင်ကျွန်တော်တို့ကမနေ့ကဆိုလဲမနက်ခင်းမှာနည်းနည်းပဲတက်တာဗျအဲ့နိလက်ကင်းဥရောပချိန်အစားပြီးတောက်လျှောက်တောက်လျှောက်တောက်လျှောက်စေးတက်တာညပတ်အမေရိကန်စေးကွက်ချိန်တီးပဲအဲ့ဒါပြတ်ကောင်ကျွန်တော်တို့က ဒီနေ့လည်းဒီလိုလာမလားပေါ့နော်ကျွန်တော်ဒီနေ့မနက်ခင်းမှာဈေးလေးနည်းနည်းငိမ့်ဒါမှမဟုတ်အကြလေးနည်းနည်းပြအသားမနည်းလည်းခင်းအင်းညဘက်ဒီမှာဈေးဆက်တက်အဲ့လိုပုံစံမျိုးဆက်သွားမလားပေါ့အဲ့အဖြစ်တဲ့ခါမှာကျွန်တော်တို့အာဒီနေ့ညမှာတော့ကျွန်တော်တတိယသားစီရအမေရိကန်စီးပွားရေးဒေတာတော့တခုပဲရှိပါတယ်ကျွန်တော်တို့အမေရိကန်အနိုင်ငံရဲ့အလောက်ကန်ဖွင့်သုံးသားတဲ့သတင်းတခုပဲရှိတယ်ဒါပေမဲ့တစ်ဖက်က breaking news တွေတော့ကျွန်တော်တတိထားဖို့လိုအပ်ပါတယ်ခင်ဗျဟုတ်ကဲ့ဒါလေးကကျွန်တော်ရဲ့ဒီနေ့ တရက်တာကဘာရွှေစည်းကွက်တုံးတစ်ချက်ဗီဒီယိုလေးဖြစ်ပါတယ်အခုလိုတုံးတစ်ချက်ဗီဒီယိုလေးကို up to date ကြည့်ချင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်လိုက်ကြပါကျွန်တော်စီမံဒီကဘာရွှေအယောင်းဝယ်လုပ်ငန်းနဲ့ပတ်သက်တဲ့ online အခြေခံတင်တာနေ့တက်ရောက်လို့ရပါတယ်အဲအားနေနဲ့ပတ်သက်ပြီးလဲကျွန်တော်ရဲ့ Telegram ကျွန်တော်ရဲ့ YouTube channel ကျွန်တော်ရဲ့ Viber တွေကနေစုံစမ်းမင်းမနိုင်ပါလဲခင်ဗျကဘာရွှေထွက်တာအလုံးပဲကျွန်တော်တို့ဒီနေ့ဂျွန်လ3ရက်နေ့အင်္ဂါနေ့တက်တာတော့ကဘာရွှေစိတ်တကြအောင်ကျွန်တော်မှန်မှန်ကန်ကန်အယောင်းဝယ်လုပ်ပြီးတော့အကျုံးမများပတ်စံနေကြပါစေလို့ကျွန်တော်စုမုံကောင်း တောင်းပီလိုက်ပါတယ်ခင်ဗျ။